အားလုံးပဲမင်္ဂလာပါဒီနေ့မှတ်မှတ်ရရဒုရကနေပြီးပြောပြပေးမဲ့သူရဲ့အကြောင်းကတော့အုံနာဘူးနဲ့အမေမီလို့ခေါ်ပါတယ်ကျွန်တော်တို့ရွာရှိထိပ်မှာကိုကိုပင်ကြီးတစ်ပင်ရှိပါတယ်အရင်လဲရန်ကောင်းလို့ငငယ်တုန်းကအဲ့ဒီအောက်မှာကျူးခုံကြမကြီးစိတောက်တန်းဆော့ကြရီတိုးရင်ရီထဲဆင်းဆော့ကြတဲ့နေရာလေးတစ်ခုပါတနေ့တော့ကိုကိုပင်ကြီးအောက်ကိုတဲလေးတစ်လုံးရောက်လာခဲ့ပါတယ ပြောင်းလာကြတဲ့သူတွေကတော့ဥနာဘူးနဲ့ဒေါမီလို့ခေါ်ပါတယ်။ကျွန်တော်တို့ကတော့ဥနာဘူးနဲ့အမီမီလို့ပဲခေါ်ကြတာပါ။ဒီနေရာမှာတော့အုံဆိုတာကဥလေး၊ဒွေးဆိုတာကအတော်ဆိုတဲ့နံစားတွေနဲ့ရွာတွေမှာသုံးလုံးကြပါတယ်။သူတို့ကမုံရကနေပြောင်းလာတာလို့သိရပြီးကိုကိုပင်ကြီးရှိတဲ့ခြံဝင်းကိုအမွေရတယ်လို့လည်းပြောကြပါတယ်။ဥနာဘူးကရပ်ပုပြက်ပြက် အမေမိကတော့အရက်တော်ရှိပြီးနှစ်ယောက်စလုံးတူတဲ့အချက်ကပြောင်းမှုပတ်စည်းလေးကြီးကို အမြဲခဲထားတာပါပဲကျွန်တော်တို့ရွာကချင်းသွင်းမြေပြီးဆိုပေမဲ့တငါလုပ်ငန်းလုပ်ကင်တဲ့သူမရှိပါဘူးအများစုကလေယာလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုကြပါတယ်ဈေးဆိုတာလဲ9ရက်တခါပဲဈေးရှိလို့အသားငါစားခြင်းရင်ဈေးနေ့ကိုစောင့်ကြရပါတယ်ဒါတောင်ဈေးတယ်လေးတွေလာမှ ပေါပေါများများ စားရတာပါအမေမီတို့လင်မယားမှာကကလေးမရှိကြပါဘူးတငါလုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းပြုသူတွေပါအုံနာဘူးငါးဖက်ရတဲ့နေဆိုရင်ရွာကလူတွေကကိုကိုပင်ကြီးအောက်မှာငါးလာဝဲကြပါတယ်ကျွန်တော်တို့တို့ကလေးတွေကတော့ငါးစားရမယ်ဆိုပြီးပြောတာမျိုးမဟုတ်ဘဲပဇွန်လေးမြင်မှုကျင်လို့လာကြည့်ကြတာပါပဇွန်လေးတကောင်လောက်များလက်ပေါ်တင်ပေးလိုက်ရင်သိပ်ပျော်ခဲ့ကြပါတယ် 9ရောက်နေဆိုတာကလည်းပစံနေဆိုတာထဲအဲ့ဒီခေတ်ကာလအရာစမ်းနဲ့လဲလိုက်ပဲနဲ့လဲလိုက်ပါပဲကျွန်တော်တို့ခြံဝင်းနဲ့ကလျက်ဆိုတော့ငါးလေးအနေချင်းပဲရတဲ့အခါမျိုးပဇွန်တေးသေးလေးတွေငါးသေးသေးလေးတွေပါလာရင်ကလေးစားဖို့ဆိုပြီးအလကားပေးတတ်ပါသေးတယ်အဲ့ဒါလိုနေဆိုအိမ်ကအတော်ကကြော်ပေးပြီးငါးကြော်ပဇွန်ကြော်ပူပူလေးကိုထမင်းနဲ့စားလိုက်ရတဲ့နေ့ဆိုအရန်ပျော်ခဲ့ပါတယ် အဲ့ဒီတော့ကပဇွန်သေးသေးလေးစားရတာကိုကအခုခေတ်မှာဆိုကြောက်ပဇွန်ကြီးစားရတဲ့အရသာထက်ပိုတဲ့ဘလူးမှမမေ့နိုင်တဲ့အရသာလေးပါပဲဒီလိုနဲ့ပဲသူတို့လည်းအသက်ကြီးယောဂာနဲ့ကွယ်လွန်သွားပါတယ်ကိုကူပင်ကြီးကတော့ရွာထိပ်မှာယနေ့တည်းထိစိမ့်လန်းနေသေးပါပဲအားလုံးကျန်းမာကြပါစေ